ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့မှာတော့ဟင်းခက်အမွေအကြိုင်နေရဲမှာမှကျွန်မရဲ့ချမ်းမရဲ့အတွက်ကိုအရန်ကိုအကျိုးပေးတဲ့ဆနွင်းပေါ့နော်အားလုံးလည်းသိကြတယ်ဒီဆနွင်းရဲ့စိုးကျိုးတွေသူ့မှာရှိတဲ့ဘေးထွက်စိုးကျိုးတွေကိုကျွန်မပြောပြပေးပါမယ်အဲ စနွေးကိုအလွန်အကျွံဒါမှမဟုတ်ကိုကမသိမညောအသုံးပြမိရယ်ဆိုရင်ကိုမှစိုးကျိုးတွေရှိရယ်ဆိုတာကိုကျမတို့တွေသိထားရင်ပမာဘောနော်ဆိုတော့စနွေးကိုအလွန်ကျွံစားသုံးခြင်းကြောင့်မလို့အဖြစ်များတဲ့ဘီးထွက်စိုးကျိုးတွေရှိပါတယ်အဲစနွေးကိုလွန်းလွင်းလို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့ စနွေးနနွေးကိုမျှတအောင်စားသုံးတဲ့အခါမှာရေဘွားအားဖြင့်တော့ဘေးကင်းတယ်။ဒါ့ပေမဲ့အလွန်ကြောစားသုံးလိုက်မယ်ဆိုရင်ဘေးရွက်ဆူကျိုးတွေအများကြီးဖြစ်စေတယ်။အဖြစ်အများဆုံးဘေးရွက်ဆူကျိုးကတော့အစာချေစနစ်နဲ့သက်ဆိုင်တဲ့အဲဘိုက်အောင်နာပြိုအန်နာဝမ်းပြတ်တာပေါ့နော်။ ။နောက်နနွင်းကိုအလွန်အကျွံတောက်မယ်ဆိုရင်ခေါင်းမူးချင်းကိုဖြစ်စေပါတယ်။အထူးသဖြင့်ကတော့နနွင်းကိုစားသုံးလို့မရှိတဲ့သူတွေအတွက်ဆိုရင်ပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့နော်။နောက်ထပ်ဆိုရင်ကြာတစ်ခုကတော့ကြောက်ကပ်မှာကြောက်တယ်နိုင်ကြီးပေါ့နော်။နနွင်းမှာအောက်ဆီလိတ်ပါဝင်တဲ့အတွက်ကြောင့်မလို့ခန္ဓာရည်ရှိတဲ့သူတွေကကြောက်ကပ်ကြောက်တယ်ပို့အာ အထောက်ကူဖြစ်သွားစေတယ်။နောက်နှလွင်းဟာတချို့တဲ့ဆေးဝါးတွေမှာဓာတ်ပြူနိုင်တယ်။ဒါကြောင့်မလို့သွေးကျဲစီနိုင်တဲ့ကုန်သတ္တိလည်းသူ့မှာရှိရဲ့။ဥမာအဖြစ်ကိုကသွေးကျဲစီဒါမှမဟုတ်စီးကြိုစီတွေတောက်နေရဆိုရင်နှလွင်းဟာသူတို့နဲ့အာနိသင်ဓာတ်ပြူနိုင်တယ်။အဲဒါကြောင့်မလို့သွေးအလွန်ကျော်ထွက်တာဒါမှမဟုတ်သွေးရင်းတကြားတက်နေတာစတဲ့နောက်ဆက်တွဲပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တယ်။နှလွင်းကိုအလွန်ကျော်စားသုံးခြင်း အားဖြင့်အဖြစ်များတဲ့ဘေးရွက်ဆိုကျိုးတချို့ကတော့အာအစာအိမ်မှာဘေးရွက်ဆိုကျိုးဖြစ်နိုင်တယ်။နောက် organism လာတာဝမ်ပြက်တာမူးဝေတာကြောက်ကတ်မှာကြောက်တဲနိုင်တာနောက်တခြားသောဆေးဝါးတွေနဲ့တပြုမှုတွေဖြစ်နိုင်ပါတယ်။အဲဒီလိုမျိုးဘေးရွက်ဆိုကျိုးတွေနဲ့ရှိတဲ့အတွက်ကြောင့်မလို့နှွင်းကိုကိုကအများအပြားမစားဘူး လိုတယ်လက်နွေးကိုအစားအစာတွေမှာဟင်းခက်အမွှေးကြိုက်ပြီးတုံးမယ်ဆိုလို့ရှိရင်လည်းအများကြီးထည့်မသုံးဖို့လိုတယ်ပေါ့နော်။နောက်လက်နွေးကိုတောက်သုံးတဲ့ပမာဏဘယ်လောက်ရှိလဲပေါ့။လက်နွေးကိုမှန်ကန်တဲ့ပမာဏကိုတောက်သုံးတဲ့ဟာကကိုယ်လေးတယောက်နဲ့တယောက်တော့အလူရဲ့ဒီပေါ့နော်ကျမတို့တွေရဲ့ခန္ဓာကြီးအားပေါ်မှာမူတည်ပြီးတော့မတူကြဘူး။ တို့ပဲမဲ့တကျမတို့တွေတာမန်လူတယောက်မှာဆိုရင်တော့နှစ်နှင်းကိုတစ်နှစ်ကိုထမင်းစားဆုံးနှစ်ဆုံးပေါ့နော်အဲ့လောက်ပမာဏပဲအများဆုံးစားသုံးတင်တယ်ဒါတော့မှပုံမှန်တာမန်လူပြောတာပေါ့နော်ဆိုတော့နှစ်နှင်းရဲ့ဒီ တုံးဆွဲမှုကိုကျမတို့တွေကျမ်းမာရေးအတွက်အကျိုးကြီးရယ်ဆိုပြီးတော့အများကြီးလည်းအတင်းနင်းခံပြီးတော့ကျမ်းမာအောင်ဆိုပြီးတော့စားလို့မရဘူးကျမ်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေရယ်ဆိုပေမဲ့အဲတခြားအရာဝတ္ထုတွေကိုယ့်ရဲ့ခန္ဓာကိုယ်ကခန္ဓာရဲ့အပေါ်မှာမူတည်ပြီးတော့ဘေးရွက်ဆိုကြတွေဖြစ်ပေါ်စေရတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်ဆိုတော့ကျမတို့တွေနှွင်းကို အလွန်အကျွံမစားဖို့အရေးကြီးရယ်နောက်တစ်ခုကလက်နှွေးကိုတချို့တွေဆိုမျက်နှာပေါ်မှာလိမ့်ပြီးရယ်ပေါ့နော်လိမ့်ကြတယ်ဒီလိုမျိုးလိမ့်တာကကိုယ့်ရဲ့မျက်နှာပေါ်မှာဘေးရွက်ဆူကျိုးတွေဖြစ်နိုင်တယ်တချို့လူတွေဆိုရင်ဓာတ်မတည့်တာတွေဒါမှမဟုတ်အရေးပြားရောက်ရမ်းတာတွေ ခံစားရတိုင်းနဲ့ပြီးွားလို့ရှိရင်မျက်နှာတွေနီမြန်းလာတာရားရံလာတာပသက်ပသာဖြစ်တာတွေခံစားရတိုင်းနဲ့နောက်လက်နှင်းကိုကိုယ့်ရဲ့အသားအရေပေါ်မှာအလွန်ကျွံအသုံးပြုမယ်ဆိုလို့ရှိရင်အရေပြားအရာကတော့ပြောင်းလာပြီးဖြစ်ပေါ်စေနိုင်တယ်ဒါကတော့လူတိုင်းနဲ့တည်ပြီးသားအထူးသဖြင့်ဟင်းချက်နေတဲ့အရှင်မကြီးဆိုရင်တော့လက်နှင်းကင်တာများရင်တော့မှကျမတို့အသားမှာအယောင်နေပေါ့နော်ကြံနေတဲ့တဲ့ဒါကတော့သူ့ရဲ့အယောင်ကြောင့်ပေါ့နော် ဆိုတော့လူတိုင်းကအသားအရည်ကတယောက်နဲ့တယောက်မတူဘူးသူများတွေတဲ့တယ်ဆိုတိုင်းလည်းကိုကအတင်းကရောရီကိုအသားအရည်ပေါ်မှာမလိမ့်ပါနဲ့ကိုနဲ့ဓာတ်မတဲ့အရာမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုရဲ့အသားအရည်ပြက်စီးတတ်ပါတယ်။နောက်တချို့ဆိုလို့ရှိရင်အကလေးမွေးပြီးတယ်ဆိုလို့ရှိရင်နနွင်းကိုပေါ့နော်ခန္ဓာကိုယ်မှာလိမ့်ရတာမျိုးရှိရင်ပုံမှန်တာမှန်အမျိုးသမီးတွေဆိုရင်ကိစ္စမရှိပါနဲ့ဒီလိုမျိုးဓာတ်မတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်တော့နနွင်းရဲ့ဓာတ်မတဲ့မှုနဲ့အသားအရည်ရာရန်တာတွေပါတယ်။ပြီးတွဲနဲ့မှာဖြစ်နေ င်တဲ့အတွက်ကြောင့်မလို့ကိုနဲ့ဓာတ်တယ်လားမတည်လားကိုဘာသာကိုတည်တည်ကြကြတည်ဖို့လိုအပ်ပါတယ်အထူးသဖြင့်ကတော့ကျမတို့ပေါ့နော်ဒီစကားပုံတန်သေးလွန်ပြီဆိုတဲ့စကားအတိုင်းပဲတချို့အရာတွေက အာသူ့ရဲ့တန်တင်းတဲ့လောက်အရာဝတ္ထုတစ်ခုသုံးမယ်ဆိုလို့ရှိရင်ကျမတို့တွေဆေးဖြစ်နိုင်ပြီမဲ့အရန်ကိုသုံးဆွဲတာများသွားတယ်ဆိုလို့ရှိရင်ဘေးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အားလုံးသိပြီးရဲ့နနွေးငါကျမရေးတို့ကောင်းကျိုးအထူးပြုတယ်ဆိုပေမဲ့သူ့မှာဘေးရွက်စုကြိုးရှိတယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုလေးနဲ့ပြောင်းပြီးလိုက်ရတာပဲဖြစ်ပါတယ်။